ိမရှိတော့ဘူးမို့လူတွေနဲ့ပြေဖို့မရှိတော့ဘူးလောကဒေါ်သာအလောက်ကြီးဖို့လည်းမရှိတော့အမြင်ပေါ့ဗျာအခုလိုဘုံဘုံနဲ့ပြောရင်လည်းဒီလိုပြောခွင့်ရလို့ပြောတာပါအဲ့တော့ဘုံဘုံအနေနဲ့အဲဒီကနေ့ဟောနောက်ဆုံးအနေနဲ့ဟောဘုံပါပြောချင်သေးလဲပြောပြပါဦးဟောငါပြောရင်လည်းပါရနာတို့ရဲ့သေချာလောက်ကြဖို့ပါဒီနေ့ကတော့ပြောရမှာဖြစ်ပါအောင်အဲ့တော့လုံးပုံလုံးကြီးကတော့ဘာမှအသိပြီးတော့ဟောခပြည့်ရမလို့အဓိက ရွေးပြောချင်တာကတာနာလောက်ချင်တဲ့သူတွေအကောင်းဆုံးကတောင်ကျဆယ်တော်ကြီးရဲ့အနာဂတ်သာသနာကြီးအာဘာသာတွေးဘာသာတွေးအဲ့နှစ်ခုဖက်ပြီးတော့အဲ့ဒီနားတိုင်းလောက်ရင်တော့မသာသနာအများကြီးထက်တန်ရောက်တောင်မျိုးဆရာတော်ကြီးကဘယ်နှစ်ခုနှစ်လောက်ကရည်ခဲ့ရလဲဗျာဟောဘာသာသာနာဂတ်သာသနာကြီးဆိုတာလွတ်လပ်ရေးအများကြီးကရည်ခဲ့ဟုတ်တယ်လွတ်လပ်ရေးရရင်ဒုသာသနာတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဆရာတော်ကြီးရဲ့ အမြော်မြင်နဲ့ဒီမှာဒီမှာရေးခဲ့လာအဲဦးစင်းတော့ဖတ်ဘူးတော့ပါပြီဖတ်ဘူးပါလေအဲဖတ်ဘူးလို့ပြဖတ်ပြီမှာဒီမှာဆရာတော်ကြီးရဲ့အမြင်ဆရာတော်ကြီးကဘယ်နိုင်ငံသားမှမရောက်ဘူးတော့ဟုတ်ပါတယ်ပြဘလောက်ခင်ပြီတဲ့အဲ့တော့ဖျားမြန်ပြီဗျာမြန်ဘလောက်ကြည့်တယ်တဲ့ကျဲတယ်ဆိုတာတင်ပါတင်ပါအလုံးအာဟောရတော့ဟဲ့လားဘုံဘုံကနှစ်ပေါင်း90ကျော်ခဲ့ပြီဗျာလွတ်လပ်ရေးတော့နှစ်ပေါင်း80ကျော်ရှိခဲ့အောင်ဟဲ့လားနှစ်ပေါင်း100လောက်ညီပါပဲထားကြအောင်အဲ့တော့ဆရာတော်ကြီးစဉ်းစားခဲ့တာ အခုလာပြီ AI ကိတက်သွားပြီဟုတ်ပြောင်းပါအဲ့တော့ဟိုမုန်းကိုယ်တိုင်အခုပြောတဲ့အနာဂတ်တာနာကြီးရဆရာတော်ကြီးဟိုဘာလို့တောင်မျိုးဆရာတော်ဖြာကြီးပေါ်မှာ revision မဲ့တော့ပြန်ပြီးတော့ပဲပြန်ပြီးတော့ recognition မဲ့လုပ်လို့လာမဲ့လူတွေအရင်တော့လို့မဟုတ်တော့ဘူးစောင်းကြီးဖတ်ပုံပေါ့ကွန်ပျူတာနဲ့ထောက်လို့ရပြီလက်နဲ့နှိပ်ပြီးတော့တက္ကသိုလ်ကခြေရောမဲ့ကိတဲမှာအဲ့အနာဂတ်တာနာကြီးတော့ဘုံစနာပြီးပါဘူးဟုတ်တယ်နော်ဘုံအဲ့ဒါကြီးကကောင်းတာအမှန်ပဲ ဒါကြောင့်တပည့်တော်လေးရှင်းတန်လာခဲ့တယ်လုံးဝလည်းပယ်လို့မရတော့နောက်ထပ်နောက်ထပ် new new generation တွေဒီတော့အိုက်ခက်ကဖုန်းဟိုကညဟိုကညတန်းတို့ဟိုမှာဟိုကစူတန်းလည်းမတော်ပါတော့အဲ့ပါတော့အဲ့ဒီငငယ်ငယ်တော့ကန်ရတယ်လေဟုတ်ပါတယ်အဲ့မှန်မှန်ကြောက်တယ်လို့ပုံမှန်မျိုးဖုန်းကအဲ့ဒါနဲ့စာရေးခဲ့တာအခုဆုံးကလက်နဲ့ရေးလို့ရနေပြီဖုန်းနဲ့လုံးလုံးလို့ရနေပြီအဲ့ရဲ့အနာဂတ်တာနာအတွက်ထပ်ပြီးပြုစဉ်းစားမှာပုံတဖြည်းဖြည်းနဲ့ဒီကမျိုးမျိုးတိမ်ကောပျောက်သွားမယ် ရှင်းအောင်ဘာသာတခုမဖြစ်တင်တော့ဗုဒ္ဓရဲ့ဘာသာထာဝရဘာသာပြအနတ္တဘာသာသူတို့ရဲ့ဟိုရှင်းတော့ဟိုပျောက်ွယ်သွားတဲ့ဘာသာတွေပျောက်ွယ်သွားတဲ့မျိုးရိုးတွေနဲ့အတူအမြဲတမ်းရှင်းတမ်းနေမှာအဲ့တော့ဘုံမဲ့တပည့်တော်နဲ့ဖုန်းနဲ့ပြောတော့လေအခုတပည့်တော်ပြောရလိများခဲ့တယ်ခုနကပါဗျာဆိုတော့ဘုံမို့အနေနဲ့ရောအရင်တော့ကုသက်အဲခမောင်းသက်ကုသက်ကိုတွေ့ခဲ့ဘူးတလို့ဒါအခုရန်အနေနဲ့တပည့်တော်အလုတ်လုတ်ဆောင်နေရတယ်ဘုံမြင်တော့တပည့်တော်နောက်ထပ် သုံးသက်ချက်ကလေးပေါ့ဗျာအခုခုနဖုန်းဖုန်းကြားခဲ့လို့ငငယ်ဟိုတော့လူဘွားတော့ရဲရင်ပြောမယ်အခုဒါမျိုးတွေမပြောပါဘူးဗျာအဲ့ဒါလေးနဲ့ပတ်သက်လို့သုံးသက်ပြီးပါဦးတော့ဆံမလို့ပါအခုမြင်ရတာပဲတင်ပါဗျာတင်ပါဟောပါလေဒီခုလှုပ်နေတာဒီကတော့သာဝနာအတွက်လှုပ်တယ်ဆိုရင်ဥတီပြင်းတင်ပါဗျာပြောင်းမသွားဘူးမဒီကဟုတ်တယ်ပါဗျာဥတီပြင်းမှန်နေရင်ဥတီပြင်းမှန်နေရင်တခါတည်းလှုပ်ရက်ကမှားရင်မှားလိမ့်မှန်ပါဒါပေမဲ့ဥတီပြင်းမှန်တဲ့အတွက်ခွင့်လွှတ်နိုင်တယ် ဘာလို့လဲဆိုတော့ပုရုဇဉ်ဆိုတော့တကယ်ကမမှားဘူးတော့ပြောနိုင်ဘူးလေတမပြတမမာကြီးဒီအလို့ရမှမမမကိုကဥဒိပြမှန်တယ်ဒီအတွက်လုံနေတယ်ဆိုတော့သာသနာပေါ့နော်သာသနာအတွက်လုံနေတယ်ဆိုတော့အကြီးပဲချက်မပြောဘူးဒါပါပဲဒီကလားဒီလိုလိုလက်ကျွေးလောက်ကြတာပဲလေတမတော်ဒါလိုလိုကြတဲ့ဟာလဲမှားတာလဲပိုင်းပါမှားပြီမှားပြီဖြစ်စီမှားပြီမှားလေဒီလိုလောက်တာဟာသာသနာအတွက်စေနာမှားပဲအဲအဲ့ဒါပဲဒီကဖြုတ်ခွေရကြီးကြီးဘူးလေဘုံဘုံနဲ့ပြောခွင့်ရတာကနှစ်နာရီကြည့်တော့ပြောခွင့်ရပြီပေါ့ဆိုတော့ ဘုံဘုံဘယ်တော့ပြောပြောဘုံဘုံစီမှာတံမိုးရှိတယ်။အော်ဘုံတို့ပြတော့ကဟိုနာတီကကြောတင်တော့နေဘုံဘုံနဲ့ညံနေကိုတွေ့ရတာဟုတ်။စာပီနဲ့ရှင်နေတာဟုတ်။ဒါကြောင့်ဘုံဘုံသွားမဲ့လမ်းလေစာတင်တိုင်းကလေးနဲ့မဟုတ်တော့အခုဘုံဘုံဟိုဘုံဘုံလေအာရန်အာရန်ဖောင်ဒေးရှင်းပြီးရမလားဒီလိုနဲ့အများကြီးပဲ control လုပ်ခဲ့သူဘုံဘုံကြောင်းမရှိခဲ့ပါဘူးအခုသူကြောင်းနေဖြစ်လာဒါတွေးခေါ်ပြောင်းသွားတာသူသူအဲ့အဲ့ဆရာတော်ဟောကောင်းတယ် တယ်ဟဲ့အခုဘုံဘုံမှလည်းရှိနေတာပဲဘုံဘုံကစာပြီးနေရှင်တာသူတို့တော့နိုင်ငံခြားရေးသွားပြီးတော့လောက်တာဒါလည်းခိမြင်တာအခြေအနေမှာအသုံးချသွားတာဘုံဘုံတို့ထွက်လာအိုက်တက်တောင်ပုံပြီးကောင်းသွားမှာပါအဲဒါတပြည့်တော့သူနဲ့အနီးဆက်ဆုံးနေခဲ့သူရင်းနှီးခဲ့ကြတယ်ဒါပေမဲ့တပြည့်တော့သူ့ကိုသွားပြောတာဟုတ်တယ်ဗျာကုညီတာတော့မှန်ပါတယ်အများကြီးလောက်ဆရာမတို့တော့သူတို့ကထက်ပြီးသားတွေနေအဲ့တော့အခုတပြည့်တော့နဲ့ဘုံဘုံနဲ့ အဲတပည့်တော်ပြောပြသည်များဒီမှာမှားရင်လည်းခုနှစ်ပါဗျာဟာခုနှစ်ပါဗျာအဲတပည့်တော်အနေနဲ့လည်းအမြဲတမ်းဆုံးပါပါတပည့်တော်ပြောတာပြောပြောပြီးတာတပည့်တော်လည်းဦးဇင်းအခုလောက်နေတာဦးဇင်းရဲ့အခုစကားတွေလည်းအနိကနာဆိုတော့သိပြီလေတမန်တော်နာအတွက်လောက်တာပဲဆိုတော့အခုလုပ်ပြီးသားပဲမှားရင်တော့ခုနကစေနာမှာပဲတမန်အခုကဗျာအခုကတော့ကောင်းပါလေခွာတော့ဒါတကယ်လို့မှားပါလာရင်တောင်းမှပြောတာတမန်ဗျာတမန်နောက်ပြီးကြတော့ဘုံမွန်ရဲ့တပည့်တော်အခုလို့တတိတရှိထင်ရှားသုဒ္ဓဗုဒ္ဓများအနေနဲ့အားလုံးဟာ ဗုဒ္ဓရဲ့သားတော်တွေပါပဲဒါပေမဲ့နိုင်ငံတစ်ခုကအကြီးမားပြုခံရတဲ့16ဘာမြောက်အဲတိပိကဒရတိပိကဓမ္မဗန္နာဂာယိကလာပညာသီလင်္ကာရဆိုတဲ့ဖုံဖုံဖျားကိုအခုလူပြောပြများတွေကိုစေနာဂုံယူမှတ်တမ်းတင်တယ်လို့ကျန်တဲ့ဆရာတို့တွေလူချင်းပါတယ်ဒါပေမဲ့သူတို့ရဲ့အစ္စာတရားသူတို့ရဲ့အမြင်ပေါ်ပုံမှန်ရပါတချို့ကြတော့ဒီလိုပုံမှန်မြင်တာရှိရတယ်ဒီကောင်တော်အတွက်ပါညာဆိုသူတို့မှ negative ဆက်ဆိုရှိပူဇတိဖြစ်တော့ဘုံဘုံနဲ့ကြာပြောရမှာတော့တပည့်တော်ဘုံဘုံဥတိလက်ခံကြလဲငကွက်ကပူဇတိဖြစ်တော့တပည့်တော်မြင်လာရင်တပည့်တော်ဟာသူအကုန်ကြည့်ပြီလားဟောအဲဘယ်တော့ဘာလို့အကုန်ကြည့်ပြီလားအဲ့မှာသူတစ်ချက်မှဟိုတပည့်တော်မိတ်ဆွေရတဲ့အဲ့လိုပေါ့လူဆန်တဲ့အမျိုးအမျိုးမလုံနဲ့ဆိုဘုံဘုံကငြိမ့်ပြီးတော့နေတာတပည့်တော်ကြမ်းနဲ့လှုပ်တတ်တယ်ဒါလူဘုံကလည်းလာလို့နောက်ကြတော့အားရပါရပြောတာပေါ့အဲ့ဒါလေးတွေမှာဘုံဘုံကသုံးသက်ပြည့်တဲ့လူ နောက်ထပ်ဆရာတော်တွေကလည်းဟာဥက္ကကြီးငါတို့လောက်ကြတာပေါ့အမင်းတို့တော့တိပိတကဆရာတော်တွေရဲ့တရှိထင်ရှားဘဝအကြောင်းများတွေသူဘုံဘဝအကြောင်းတွေအများကြီးပြောရတယ်နေနောက်ဘုံစာတင်စာဟိုဘဝတစ်ချောင်းလုံးဖြတ်တန်းနေရတာတွေပေါ့ဒါပေမဲ့ဘုံတို့မှာမောင်ချောင်းနှမချောင်းဇူချောင်းမျိုးချောင်းသိမပြောတော့ဘုရားရဲ့တာနာမနေရတဲ့ကာလာလေးမှာတန်ဖိုးရှိအောင်လည်းပြောသွားတယ်ပေါ့ဒါကြောင့်ကျန်တဲ့ဆရာတော်တွေလည်းတပိတော့အခွင့်အရေးအင်တာဗျူးပါမယ် ။ဟာသူတို့နဲ့အခွင့်မသာလို့ဒါမှမဟုတ်သူတို့ကိုယ်တိုင်လည်းလက်မခံဘူးမပြူတော့ဘူးဗျာ။ဟုတ်ပါ။ဒါနာပြူတယ်ဥရကကြီးမလူတိုင်းဆိုဖြစ်ဘူးဗျာ။သူတို့စိတ်ဒီမှာရှိဦးမှာတတိတော်လည်းဟိုသွားတာကတပါပြီးတပါ။အေးဥရကကိုခွင့်ပြုတယ်လာခဲ့ရေးဆိုရင်အဲ့တော့သူတို့ပြောချင်တာပြောခွင့်ရအခုဘုန်းဆိုရင်အများကြီးပြောတယ်။ဥရကသူများလက်ခံတာမသိဘူးငါပြောတယ်တန်ဖို့ထားတယ်ဗျာ။ဘောင်းတော့ဖမုံအမညာဒါတိပိတကတပါ။ဂျန်နေတိပိရရောမတွေ့သေးပါဘူး။တမျိုးအဖြစ်တိုင်းပြည်အတွက်အကျိုးများပါ လူတွေကတိပိတကဆိုရင်ဟိုစာတက်ပြီးတော့လူလူပြန်စာပဲတက်ထားပါကွာအဲ့လိုပေါ့အထင်မြင်လွဲတာလေဘုရားဘာသာကိုစော်ကားခြင်းနဲ့ဘာသာကြားတယ်အများကြီးပဲနောက်ပြီးကြတော့တပိတော့တိသလောက်ပေါ့ဗျာစာတက်တော့ကြတော့ဟိုကိုတရားထိုင်ထားနေတောင်းမင်းမြောက်မင်းရှားတော်ကြီးများအပေါ်မှာစော်ကားကြပါဗျာအခုလိုဝိနည်းဆရာတွေဖြစ်လာမှပဲနည်းနည်းလေးတော့ငြိမ်သွားမှာပါဒါကြောင့်ဘုံဘုံတို့ဆက်လက်ပြီးလဲတာနာဆောင်းချောက်ပြီးပါဦးဗျာ တပီတော့အက္ကဓမ္မကိုလည်းအမြဲတမ်းဆုံးမပြီးပါအိုးလို့ဘုံဘုံပြောကြနေတာပါပဲဟုတ်ပါဘူးအဲ့လိုကောင်းပါပြအခုလူအခုလူဘုံဘုံနဲ့တွေ့ဆုံပြီးတော့ပြီးတော့ဘုံဘုံပြောကြတာလေးတွေကိုအဲတပီတော့နားထောင်ရင်တန်ဖိုးကြီးလာပြီတပီတော့ပြောမှဆုံမှအဲတပီတော့ပြောစကားတွေဟာဘုံဘုံတို့နဲ့မရှင်းသာပြီးမဲ့စေတနာဘုံပြောလို့အားပါတဲ့အတွက်တပီတော့ပြောကြတာကိုခွင့်လွှင့်ရင်တပီတော့လည်း တိပိကဆရာတော်ဖျားများကဖိတ်ကြားမဲ့ဆိုရင်အမြဲတမ်းမြည်သည့်ဆရာတော်မဆူဘူးကိုကြီးနဲ့ကိုလာတာဟုတ်ပါရဲ့ဟုတ်ပါဘုံမမဟိုအာရဂီမရှိတယ်လို့ပဲတပိတော့ကြောင်းဆိုခရိယန်ယွာကြီးထဲမှာပီလာကြီးမရှိဘူးခင်ဗျာဆုံးကမဲ့လူမရှိဘူးဟိုတရားကြောင်းမှသွားနေရအဲ့တော့ကိုလူဘွားတက္ကမလူတာလေးနဲ့ကြိုးစားပြီးနေတယ်လို့တပိတော့အခုလူဘဝဟောခန္ဓာဟောကျွံပေါ့ဘာနာကျွံ တောင်းပေးပါလို့တူပြီးတော့ပြောကြရင်ဘုန်းနဲ့တူပြီးတော့ဒီနေ့တွေ့ဆုံကန်းတွေကိုဗုဒ္ဓသာနာရှိတယ်တူတင်နဲ့ဆုံးလိုက်အောင်ဗျာဗုဒ္ဓသာနာရှိတယ်တူတင်ဗုဒ္ဓသာနာရှိတယ်တူတင်ဗုဒ္ဓသာနာရှိတယ်တူတင်အာတူပါတူ